အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြီးတော့အပါအဝင်နိုင်ငံတော်ဝန်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်နဲ့အထက်လူငယ်များခရီးလွန်ပျောက်ဆုံးနေပြီးမြို့နယ်နှစ်ခုထဲတွင်ပင်လူဦးရေ2000ကျော်ခရီးလွန်ပျောက်နေ။လေယာဆုံခွာစစ်ပေးရှောင်များကိုစစ်တပ်ကအာရမမဲပေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ နေပြီးတော့ပါဝင်မြန်မာနိုင်ငံတဝမ်းတွင်ဆန္ဒမဲပေးနိုင်သည့်အသက်၁၈နှစ်နှင့်အထက်လူငယ်များခီးလွန်ပျောက်ဆုံးနေပြီးနေပြီးတော့အတွင်ရှိမြို့နယ်တစ်ခုထဲတွင်ပင်ခီးလွန်ပျောက်ဆုံးလူဦးရေ၂000ကျော်ရှိကြောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ဌာနတွင်တင်ပြစာများအရသိရှိရပါသည်အချမ်းဖက်စစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားအုပ်စုဌာနကဆန္ဒမဲပေးရန်အကြုံးဝင်နေသည့်အသက်၁၈နှစ်နှင့်အထက်လူငယ်များစာရင်းကိုမြို့နယ်ထွေအုပ်နှင့်လောက်ဝကတို့ကအပတ်စဉ်စီစစ်နေကြောင်း ်ထို့သောစီစရာတွင်လာမည့်ဒီဇင်ဘာလတွင် အသက်၁၈နှစ်ပြည့်မီအတီးပြုတ်လူဦးရေစရင်ရရှိရေးမျိုးနွယ်များအလိုက်မြေပြင်ကွင်းစင်လူဦးရေကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့များဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းရှင်းတို့စီစေရတွင်နေပြည်တော်ကောင်စီနေမည်အတွင်ရှိရှစ်မြို့နယ်တွင်ပင်အသက်၁၈နှစ်နှင့်အထက်လူငယ်များခီးလွန်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။လက်ရှိဆန္ဒမဲပေးနိုင်သည့်အသက်၁၈နှစ်နှင့်အထက်လူငယ်များခီးလွန်ပျောက်ဆုံးနေသည့် နေပြီးတော့ကောင်စီမြို့နယ်ရှစ်မြို့နယ်အနက်မှာမြို့နယ်နှစ်ခုထဲတွင်ပင်လူဦးရေ2000ကျော်ကျော်ခီးလွန်ပျောက်ဆုံးနေကြောင်းစပူတီတီမြို့နယ်တွင်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်နှင့်အထက်လူဦးရေ3918ဦးပြင်မနာမြို့နယ်တွင်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်နှင့်အထက်လူဦးရေ2120ဦးခီးလွန်ပျောက်ဆုံးနေကြောင်းအချာမျိုးနဲ့များတွင်လေလူဦးရေထောင်ကနမတောင်ကနအထိလူငယ်များစည်ရင်းသာရှိပြီးလက်တွေ့တွင်နေထိုင်ခြင်းမရှိတော့ဘဲခရီးလွန်ပျောက်ဆုံးနေကြောင်းသိရှိရပါတယ် ထို့ကြောင့်စစ်ကော်မရှင်ကတိုင်းအစင်ခရိုင်အစင်နှင့်မြို့နယ်အစင်များအနေဖြင့်ရက်ခွက်ကြီးရွာများနှင့်ချိတ်ဆက်၍၎င်းဌာနဆိုင်ရာများအနေဖြင့်လည်းလက်ရှိပြောင်းရွှေ့ရောက်ရှိသူမိသားစုဝင်များဆက်ရှိနှစ်နှစ်အထက်စရင်အတူအလျှော်အား၎င်းမဲစရင်လူဦးရေစရင်တွင်ပေါဝင်သည့်ခီးလွန်များပြန်လည်ရောက်ရှိမှုအခြေအနေများကိုတိုးတက်မှုရှိမရှိစီစစ်ဆောင်ရွက်သွားရန်အပတ်စဉ်တိုးတက်မှုအခြေအနေကိုကြီးရွာအောက်စုရက်ခွက်အလိုက်ဌာနအလိုက်သမတ်ပုံစံဖြင့်တင်ပြဆောင်ရွက်သွားရန်ညွှန်ကြားထားပါသည် လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့်နိုင်ငံတော်ဝန်ဆန္ဒမဲပေးနိုင်သည့်အသက်၁၈နှစ်နဲ့အထက်လူဦးရေများကိုအပတ်စဉ်စီစရာတွင်တိုင်းအဆင့်တွင်အပတ်စဉ်တနင်္လာနေ့တိုင်းခရိုင်အဆင့်တွင်အပတ်စဉ်တောက်ကြနေ့တိုင်းမြို့နယ်အဆင့်တွင်ပုံတပူးနေ့တိုင်းစီစရာမည်ဟုစစ်ကော်မရှင်ကညွှန်ကြားထားကြောင်းသိရပါသည် အခြားတစ်ဖက်တွင်လည်းစစ်တပ်ကနေရက်စွန့်ခွာစစ်ပေးရှောင်ပြည်သူများကိုမူလနေထိုင်ရာမြို့နယ်များအတွက်ဆန္ဒမဲပေးလိုပါကရောက်ရှိမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင်လာမည့်အောက်တိုဘာလ12ရက်နေ့နောက်ဆုံးထား၍ပုံစံ15ဖြင့်လျှောက်ထားရန်ဖိအားပေးနေကြောင်းစစ်ပေးရှောင်များအနေဖြင့်ကြိုတင်ဆန္ဒမဲပေးခြင်းကိုနိုဝင်ဘာလ25ရက်နေ့မှနိုဝင်ဘာလ29ရက်နေ့အထိမဲပေးရမည်ဟုဖိအားပေးနေကြောင်းသိရှိရပါသည် နေရစွန့်ကွာစစ်ပေးဆောင်ပြည်သူများအနေဖြင့်၎င်းတို့မူလနေထိုင်ရာမြို့နယ်များအတွက်ချိုတင်မဲမပေးလိုပါကရောက်ရှိနေသောမြို့နယ်များတွင်ဆန္ဒမဲပေးရန်ရှောက်ထားရလဲစစ်တပ်ကဖိအားပေးနေကြောင်းသိရှိရပါသည်ဆက်လက်ပြီးစင်ပါဝဲမြို့နယ်တွင်ဆိုင်ကယ်ဖြင့်ထွက်လာသောရဲနှင့်စစ်သားများကိုပြစ်ခတ်တိုက်ခိုက်မှုတအုပ်သေးဆုံးပြီးတနက်တလက်တင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်မကွေတိုင်းစင်ပါဝဲမြို့နယ်တွင်ဆိုင်ကယ်ဖြင့်ထွက်လာသောရဲနှင့်စစ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာတအုပ်သေးဆုံးပြီးတနက်တလက်သိမ်းဆီးရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၅တပ်ရင်းကပြောဆိုပါရယ်စက်တင်ဘာလ23ရက်နေ့နနက်7:15မိနစ်ခန့်တွင်စင်ပါဝဲမြို့နယ်လမ်းပိုင်းတနီယာ၌ဆိုင်ကယ်ဖြင့်ထွက်လာသောအကြံဖက်စစ်သားနေရှင်များကိုတော်လန်ရေးတပ်ဖွဲ့များကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိုက်ခိုက်မှုအတွင်းရဲတအုပ်သေးဆုံးက MA13 အမျိုးအစားတပ်နက်တလက်တင်စီရရှိခဲ့ပြီးတော်လန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်စင်ပါဝဲမြို့နယ်လမ်းတွင်းတနီယာမှာဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲခွေးနဲ့စစ်ကွေးတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာပါ ရဲတကောင်တိတ်ဆုံးပြီးအမေတာတီးတနက်တက်လက်ထိန်စီရရှိခဲ့ပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၅တပ်ရင်းကပြောဆိုပါတယ်အလားတူစက်တင်ဘာလ23ရက်နေ့ကလည်းစင်ပါဝဲမြို့နယ်ကိုးပင်တာကရလမ်းပိုင်းတွင် စင်ပါဝဲမြို့နယ်မှအပါဝင်စစ်သားနှင့်ရဲများလိုက်ပါလာသောကားတစ်စီးကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာရဲနှင့်စစ်သား၃ဦးထိဆုံးခဲ့ကြောင်းသိရပါတယ်ကျမ၏တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်